သူတို့တင်းကခုထပ်ပိုကောင်းအောင်လောက်ရမယ်လို့တုံးသက်လိုက်တဲ့တူဟဲအင်္ဂလန်နီးပြားတဲ့ဒေါမတ်တူဟဲဟာဝင်းမလီကွင်းမှာအယ်ဘေးနီးယားတင်းကိုငကိုကိုမရှိနဲ့နိုင်ရချိခဲ့တဲ့ကမ္ဘာဖလားချီချီပွဲစဉ်မှာသူတင်းရဲ့စွမ်းဆောင်မုံနဲ့ပတ်သက်ပြီးရန်ကြီးကြီးနဲ့အားရမှုမရှိကြောင်းကိုထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်အင်္ဂလန်တင်းဟာ2026ကမ္ဘာဖလားချီချီပွဲဥရောပဆောင်အတွက်ပထမဆုံးပွဲစဉ်ဖြစ်အယ်ဘေးနီးယားတင်းနဲ့ရင်ဆိုင်ခဲ့ရပြီးဒီဘက်ကအင်္ဂလန်နီးပြတူချဲအတွက်လည်းသူ့ရဲ့အင်္ဂလန်နီးပြဘဝပွဲဥတော်ဖြစ်ခဲ့တယ်လို့မိုင်းလိုစ်ကယ်လီဟယ်ရီကိန်းတို့ရဲ့ဂိုးရီနဲ့နိုင်ပွဲရရှိသွားခဲ့ပါတယ်။နီးပြတူရဲ့လက်အောက်မှာပထမဆုံးချိန်ကစားခဲ့ရတဲ့အင်္ဂလန်အသင်းဟာ ပွဲချိန်90မိနစ်အတွင်းအယ်ဘီနီးယားဘက်ကဂိုးကန်သွင်းမှု12ချိန်အထိပြုလုပ်နိုင်ခဲ့ပြီးအယ်ဘီနီးယားကတော့တပွဲလုံးမှာ3ချိန်သာဂိုးပေါက်ချင်းချောင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဂျာမန်လိုမျိုးနီးပြားကတော့သူ့အင်္ဂလန်ကစားသမားစီကပိုကောင်းတဲ့ဆွမ်းဆောင်ရည်ကိုမျှော်လင့်နေလို့ဆိုပါတယ်။ကျွန်တော်တို့ပိုကောင်းအောင်လုပ်နိုင်ပါသေးတယ်။ပိုကောင်းအောင်လုပ်ရပါမယ်။ကျွန်တော်တို့ကောင်းကောင်းစခဲ့တယ်။ဘောလုံးကိုတရားရဂိုင်းလုံးထိန်းချုပ်ပြီးပေးပုံးမှုတွေများများနဲ့စွမ်းရည်အပြည့်နဲ့9မိနစ်10မိနစ်လောက်ကစားနိုင်ခဲ့ပါတယ်။ပြိုင်ဘက်ကအနေမိုင်းကနေခန်းစစ်ကစားလို့ချိုးဖြတ်ဖို့ခတ်ပါတယ်။ယူရိုပြိုင်ပွဲမှာသူတို့ကဂိုးပေါက်ချင်းချောက်ခံရတာမရှိအောင်ထိန်းနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာကျွန်တော်တို့လူနေကွေးတယ်လို့ခံစားရပြီးအထူးသဖြင့်နောက်ကန်လူတွေကိုကြော်ပြီးပြေးလွှားမှုတွေမလုံလောက်ပါဘူးလို့ပြောကြခဲ့ပါတယ်ဆက်လက်ပြီး Raffle Foden နဲ့ပတ်သက်ပြီးတော့လည်းဒီနေရာဒီမှာပိုပြီးတက်ရောက်မှုရှိဖို့မျှော်လင့်ပါတယ်ဘောလုံးကိုပိုပြီးလိန်ခေါက်နိုင်မှုနဲ့ goal area အတွင်းကိုပိုပြီးရရတင်းတင်းပြေးဝင်နိုင်မှုပါအဲ့ဒါတွေလိုအပ်နေပါတယ်နောက်ကန်လူတွေရဲ့နောက်ကိုပြေးလွှားမှုနည်းနည်းလေးတွေကနေ goal တင်ခွင့်တွေရလာမှာပါသူတို့လုံနိုင်သလောက်အဆုံးဖြတ်ပေးနိုင်စွာမရှိခဲ့ပါဘူးလို့ဒူရှေကထပ်လောင်းပြောကြခဲ့ပါတယ်ဒီမှာဒီနေ့တက်တဲ့အမားကိုချက်ပြတ်ပြီး